ုကျမတို့ဒီမှာเนาะဒီစက်ပြလေးကဒါကျမ၅မျိုးဆက်ကလေး၅မျိုးဆက်ဆိုရိုးရိုးတာမန်ပေါ့ဖြော်ထတာပေါ့เนาะခုကျမဒီတဲကိုအဲ၆မျိုးဆက်ဆိုရဟာဖြစ်သွားတော့အိမ်မှာလည်း wish shop ဖို့လုပ်ဖို့ကျမ soda ash ထည့်လိုက်တယ်เนาะ soda ash ကဘလောက်တက်လဲဆိုတော့ဒါစက်ဒီစက်ပြအရင်150 ml မှာသူက1 gram လောက်ထည့်တာပေါ့เนาะအဲဒီဒီအဲ့ထည့်ပြီးတော့အခုဒီမှာเนาะနောက်သွားပြီเนาะနောက်နေတယ်နောက်နေတယ်သူက ဘာလို့လဲဆိုတော့ surprise ထက်လို့ရှိရင်စပြနောက်မယ်နော်စပြနောက်မယ်ဟုတ်ပြီအဲ့တော့ကိုကအဲ့ဒါလေးကိုဒီမှာ ph တိုင်းလိုက်တယ် ph တိုင်းလိုက်တော့ဒီလိုအရာနော်ဒီလိုအရာဒီလိုအရာဆိုတော့သိတဲ့အတိုင်းပဲဒါအခုရန်ကိုနော်ရန်ကိုမဲနေရနော်ဟုတ်ပြီဒါကကျမရဲ့စပြရဲ့ငကိုငကို ph နော်အရာလေးလှမ်းမှလှအောင်စိတ်ရအောင်နော် pH ကဒါ6နဲ့7ကြာမှာရှိတယ်เนาะအဲကျမရဲ့ pH ပေါ့အဲ့တော့သူကဒီကောင်ကဒီဒီဟာက pH လဲကောင်းတယ် နော်နောက်ပြီးတော့ရောင်လဲကြည့်တယ်နော်ဒါငါမြင်ဆက်ပါဒါဆိုရာ hashtag ထလာနော် wish your လုံးမှာဆိုတော့ဆိုရာ hashtag လိုက်တာအဲ့တော့အဲ့တော့ကျမတို့ဒါ ph ချမယ်နော် ph ချဖို့လိုလာပြီအဲ့ဒါလေးကို ph ချမယ်နော်ဟုတ်ပြီကျမတို့က ph ချမယ်ဆို ph တက်နေပြီဟဲ့လားဒီလောက်ဖြစ်နေပြီဆိုတော့ ph ကတော်တော်တက်နေပြီနော်အဲ ph ကတက်နေပြီဘယ်လောက်ရှိမလဲဆိုတော့ဒါ alkali ဖက်ကိုတော်တော်ကိုရောက်နေတာနော်ဟဲ့လားတွဲလောက်ရှိမယ်နော်အဲ့တော့တွဲလောက်ရှိမယ်ဒါတော့ ။ဟာကျမတို့ pH ချမယ်ဆိုတော့အခုဒီညမှာနော်စကားပြောလာပြီးအချင်းမောက်လူတွေမင်းမင်းနေတဲ့ citric acid ထည့်ရမလားထည့်ရမလားလို့ကျမတို့မင်းမင်းနေတဲ့နော် data citric acid နော်အဲ့ဒီအချင်းမောက်ကစကားပြောလာပြီနော်။အဲ့တော့ citric acid ထည့်ရမလားလို့ကျမတို့လလမေးတဲ့လူတွေနော်ဘက်ဆုံးတော့၅မျိုးဆက်မှာ citric acid ထည့်ဖို့မလိုပါဘူး။အဲ့တော့အခုကျမတို့ကဒီ citric acid အချင်းမောက်နဲ့ကျမတို့ဖြော်ထားတယ်။ဖြော်ထားသူကဘယ်လိုခေါ်လဲဆိုတော့ဒါ50% solution လို့ခေါ်တယ်။50% solution ဆိုတာဘယ်လိုလဲဆိုတော့ detail ကို စစ်ထရက်စစ်ထဲမှာပြီးလို့ရှိရင်ကျမတို့ကဒါလေးကိုရေနဲ့စစ်ထရက်စစ်နဲ့စားတယ်စားတူရောပြီးတော့ဖြော်ထတာเนาะအဲ့ဒါ50% solution လို့ခေါ်တယ်စစ်ထရက်စစ်ကိုဒီတိုင်းနဲ့ထည့်လိုက်ပြီเนาะဟုတ်ပြီအဲ့တော့ကျမတို့တကယ်ကိုဒါလေးထည့်အလေးထက်မယ်ဟုတ်ပြီမှုေပေးမယ်နော်မှုေပေးမယ်မှုေပေးမယ်နော်ဟုတ်ပြီအခုမှုေရရက်ပြီးတော့ pH test စစ်မယ်နော် pH တက်စစ်မယ်ဒါ pH strip လေးနော်ဟိုအောက်ထိထည့်လိုက်တယ်နော်ဟုတ်ပြီကျသွားပြီနော် pH ကျသွားပြီကျသွားပြီကျသွားပါပြီနော်ကျသွားပါပြီအဲ့တော့ကျသွားပြီဆိုတော့ဘယ်လောက်ရှိလဲအဲ့တော့ကျမတို့ကတရားဘယ်လောက်ရှိမလဲဆိုတော့ 5နဲ့5 6အဲ့ကြားလောက်ရှိမယ်နော်အဲ6နဲ့7ကြားလောက်ဖြစ်နိုင်တာလောက်ရှိတယ်နော်ဟုတ်ပြီโอเคဒါမူလသူမူလ pH pH နော်ဒါကကျမတို့ဆိုနာကဒီဆိုရာ h ကိုထည့်ထားတော့ငါဆိုရာ h ကိုထည့်ထားတော့ငါဒါဆိုရာ h မှာလဲ ratio ရှိရနော်ဒါကြောင့်မလို့ ratio တွေကိုအဲသူ့ဟာနဲ့သူသိချောင်းထည့်ကြပါเนาะဒီဟာကထပ်ပြီးလို့ရှိရင်ခုနပြောသလိုပဲ alkaline ဖြစ်သွားတဲ့အတွက်ဒါခုနကအရှာ ဒါဆောနာကအရာနော်ဆောနာကအရာဒါကအခုအရာအခုရောင်ဆိုတော့ဒါဒါကငါမျိုးဆက်ရဲ့ pH ဒါကအခုဆိုတာ h ထည့်လိုက်တဲ့ pH ဒါပါဖြစ်ရဲ့ pH ကျပါဖြစ်တဲ့အတွက်သုံးလို့ရပြီနော်ဟုတ်ခုဒါသုံးလို့ရပြီဆိုတော့ဒါလေးကအဝတ်လျှော်အတွက်ပါမကြည့်ဘူးနော်အဲ့တော့ဟိုတနေ့ကလာမေးရဲ့ညီမလေးဖြည့်ပေးလိုက်ပြီနော်ဒါကြောင့်မကြည့်တယ်လဲဆိုတာ